မင်္ဂလာပါရှင်၂025ခုနှစ်မတ်လ14ရက်နေ့ရဲ့နေ့လယ်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။ရေတာရှင်မှာဘုံလာကျဲတဲ့စစ်တပ် drone ကို PDF ပစ်ချပြီးတင်ယူနိုင်လိုက်ပါတယ်။ဆီယာနာတင်မှုအဆုံးသတ်မယ်။ထိုးစစ်ဆင်နွှဲမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။နေရပြန်လာတဲ့တောင်ကောက်ကပြည်သူတွေကိုဘုံခိုခြင်းများတူထရန်အေကအသိပေးတိုက်တွန်းနေပါရဲ့ရှင်။ မိုးညိုမြို့နယ်ထဲကကိုရဲလင်းကိုညအိတ်နေချင်းခြံောင်ထဲကဆွဲထုတ်ပြီးစစ်မှုထမ်းခိုင်းဖို့အတမတ်စစ်ရှုံးကောင်စီကဖမ်းဆီးသွားပါတယ်။ထိုင်းနိုင်ငံမှာအလုတ်လုပ်ဖို့တောင်းရင်မြစ်ကိုဖျက်ကူးပြီးတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၁၀ဦးအဖမ်းခံလိုက်ရပါတယ်။မြန်မာလူဦးရေ၃ပုံ၃ပုံအရေးပေါ်အကူအညီလိုအပ်နေကြောင်းကုလကပြောပါရရှင်။ဒီသတင်းနဲ့အတူဒီကနေ့နေ့လယ်ခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပြမဆောင်တဲ့ရင်တပုတ်အနေနဲ့ပဲခူးတိုင်းရေတာရှင်မြို့နယ်မှာပုံလာကျဲတဲ့စစ်ရှုံးကောင်စီ drone ကိုပစ်ချနိုင်ခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနချုပ်စစ်ဦးစီးချုပ်ကိုလက်ရာကပြောပါတယ်။မလ17ရက်နေ့ကဘရောက်ကုံကျေးရွာအနီးကိုဘုံသီးများဖြင့်လာရောက်ကျဲချခဲ့တဲ့ drone ကို နေပြည်တော်အလဲပိုင်းတိုင်း PDF 801ကစနိုက်ပါနဲ့ပစ်ချခဲ့တာပါ။အဲ့ဒီနောက်မလ12ရက်နေ့မနက်ပိုင်းမှာနယ်မြေရှင်းလင်းခဲ့ပြီးတဲ့နောက်ပစ်ချခဲ့တဲ့ drone ကိုတင်စီရရှိခဲ့ကြောင်း အလဲပိုင်းတိုင်း PDF 801ကအသိပေးထားပါတယ်စစ်တောင်းမြို့ဝမ်းမှာရှိတဲ့ရတရှင်မြို့နယ်တွင်အခြေစိုက်ထားတဲ့စစ်ရှုံးကောင်စီတပ်ကို2024ခုနှစ်စက်တင်ဘာလကစပြီးရတရှင်စစ်စင်ရေးအဖြစ်တောင်ပိုင်းတိုင်းနဲ့နေပြည်တော် PDF တို့ကပူးပေါင်းကာတိုက်ခိုက်ခဲ့ကြတာပါစစ်ကောင်စီကလည်းအားဖြင့်ကစစ်ကြောင်းထိုးခြင်းအပါအဝင်လက်နက်ကြီး drone တွေနဲ့ရတရှင်မြို့နယ်အတွင်းကိုတိုက်ခိုက်ရရှိနေပါတယ်ရတရှင်မြို့နယ် စစ်တောင်းမြစ်အရှိတ်ကျမ်းမှာရှိတယ်။စစ်ကောင်စီတပ်ကိုအချိန်မရွေးဝင်ရောက်တိုက်ခိုက်သွားမည်ဖြစ်ပြီးပြည်သူတွေအနေနဲ့လုံခြုံရေးအသည့်တတိနဲ့နေထိုင်ကြရန်တော်လှန်ရေးအင်အားစုတွေကမြစ်တာရက်ခံထားပါရဲ့ရှင်။ကျော်တို့ကျော်တို့ဝမ်းသာစရာလေးပြောရစီပါလေ။ဟုတ်ကဲ့ပါ။ဒါရေးပြောရတော့ဒါလေးရလာတယ်။ ကြည့်လိုက်ပါကြာလေးရလာတယ်ကြာလေးတကောင်ဝန်တော်ရပါလေကြာလေးတကောင်ကြာလေးသေးသေးလေးတကောင်ရလာပါတယ်လို့နော်မင်းအောင်လံကျေးဇူးတင်ပါတယ်အခုလိုမျိုးကျွန်တော်တို့လူတန်းနဲ့တွေ့ရရန်ကျေးဇူးတင်ပါတယ် Thank you အများကြီးတင်ပါတယ်လို့ကျေးဇူးကျေးဇူးတူးတင်ရှိပါတယ်လို့နော်ကျေးဇူးတင်ပါတယ်နော်ဘုံပေးရတယ်မလေးပေးညီပါပါဒီသားချေစစ်ပြီးကြီးနော်အဲမာလီနဲ့ကြာလေးလို့မာလီနဲ့လေ ဒါလေးနဲ့အိုးဒါလေးနဲ့ဒါလေးနဲ့ယူသွားမယ်နော်ယူသွားဟယ်လိုကျွေးလိုက်ပါဦးဘာယူကျေးဇူးတင်ပါတယ်လို့လိုအပ်နာကြပြီခုလိုမျိုးလူကလေးတို့ကျေးဇူးပါကျေးဇူးပါပြင်ဖို့ပဲကုန်တော့မှာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြည်သူ့ကာဝယ်ရေးတပ်ဖွဲ့တွေမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးနဲ့လက်တွဲပြီးအထွေထွေထိုးစစ်တရက်ကို တနိုင်ကန်လုံးအတိုင်းအတာဆင်နွှဲပြီးစစ်အာဏာသိမ်းမှုကိုအဆုံးသတ်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ ် NUG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကပြောလိုက်ပါတယ်။မတ်လ၈ရက်ကကျင်းပခဲ့တဲ့အပတ်စဉ်တက်တမူတင်နာစင်ပွဲကိုပေးပို့တဲ့တဝင်းလောင်မှာထက်သွင်းပြောဆိုခဲ့တာပါ။တော်လန်ရေးအစောပိုင်းကာလမှာတဖက်ကတိဆောက်တယ်လို့တဖက်ကတနိုင်ကန်လုံးမှာစစ်ရေးလှောက်ရှားမှုတွေအတွက်ပထမအဆင့်ဂျိုပန်ခဲ့ရတယ်လို့ဆိုပါတယ်။ဒုတိယအဆင့်အနေနဲ့အင်အားစုစည်းတာမဟာဗျူဟာထိုးစစ်ဆင်ရင် မြို့သိန်းစခန်းသိန်းတွေအတွက်ဆင်နွှဲတဲ့အတွေ့အကြုံယူနိုင်ခဲ့တယ်လို့လည်းထက်သွင်းပြောထားပါတယ်။လက်နက်ကိုင်းຫນွေဦးတော်လန်ရေးအင်အားစုအလုံးကိုအလံတော်တစ်ခုအောက်မှာစုစည်းပြီးပြည်သူတော်လန်ရေးတည်းဆင်နွှဲရေးနဲ့စနစ်ပြောင်းရေးကိုဥတည်တဲ့တော်လန်ရေးဖြစ်တာကြောင့် Federal Democracy နိုင်ငံရေးစနစ်နဲ့ပျော်ညီတဲ့ Federal ပြည်ထောင်စုတမတော်တည်ဆောက်ဖို့ရှေ့ပြေအမှုအတေးဖြစ်စေရေးကိုရည်ရွယ်ပြီးပြည်သူ့ကာကွယ်ရေးတမတော်ကိုတည်ထောင်ခဲ့တာလို့လဲဆိုပါတယ် ဒီတက်မှုတင်နှံကို NUG ကာကွယ်ရေးဝန်ကြီးဌာနကကျင်းပခဲ့တာဖြစ်ပြီးစကိုင်းမကွေမန္တလေးတိုင်းတွေကတင်နှံသား135ဦးတက်ရောက်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ NUG ယာယီသမရဒူဝါလက်ရှိလကလည်း2021ခုနှစ်စက်တင်ဘာလ9ရက်နေ့ကစစ်ကောင်စီဟာနိုင်ငံရဲ့အထောက်အချာအာဏာကိုလက်နက်အားကိုနဲ့အာဓမ္မတိမ့်ပိုက်ထားရုံမကပြည်သူတွေရဲ့အသက်အိုးအိမ်စီစဉ်ကို အကြမ်းဖက်နေတာကြောင့် စစ်အုပ်ချုပ်ရေးရန်တရားတစ်ခုလုံးအပီးတိုင်ချက်သိမ်းရေးတနိုင်ကလုံးခုခံတော်လှန်ဖို့ဗီဒီယိုမိကွန်းကနေတဆင့်တိုက်တွန်းထားပါတယ်ရှင်ဆက်လက်ပြီးစစ်ရှောင်းနေရာမှာနေရပြန်လာကြတဲ့ရခိုင်ပြည်တောင်ကုန်းမြို့ကဒေသခံတွေမိမိအိမ်မှာဘုံခုတ်ကြီးများတူထားကြရန်အော်ခါတက်တော်အေကအတိပေးတိုက်တွန်းနေပါတယ်အိုးအိမ်စွန့်ခွာတိမ်းရှောင်နေတဲ့တောင်ကုန်းမြို့ကပြည်သူတွေအနေနဲ့မြို့ထဲကိုပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီဖြစ်ကြောင်းလည်းသိရပါတယ်။ဖေဖော်ဝါရီလကတည်းကစစ်ဆောင်တွေကိုမြို့နယ်ကိုဝင်ရောက်နေထိုင်ခွင့်တပ်တော်ကခွင့်ပြုလိုက်ပါပြီ။ဒေသခံတွေကလည်းပြန်လာနေနေကြပါတယ်။အိမ်တိုင်းမှာဘုံခုကျင်းတွေတူထားဖို့လည်းတပ်တော်ကလို့ဆိုထားပါတယ်။လေကြောင်းအန္တရာယ်ကိုလည်းအထူးဂရုစိုက်ကြဖို့မှာကြားနေတာတွေရှိပါတယ်။မိုင်းတွေကြောင့်တားမြစ်ထားတဲ့နေရာတွေကိုမသွားဖို့ပြောဆိုတာတွေလည်းရှိရလို့တောင်ခုတ်ဒေသခံတို့ကပြောပါတယ်။ပြည်သူများဘေးကင်းလုံခြုံရေးအတွက်အာရခတ်တော် AA က မြို့ထဲမှာသတိပေးဆိုင်ပုံများစီကံချက်များဖိနှိုင်းများကတ်ထားကြောင်းလည်းသိရပါတယ်။လေချောင်းအန်ဒရယ်ခယူဆိုင်ယံစစ်ကြံလက်နက်ပစ္စည်းနဲ့မိုင်းများရှိနိုင်တာကြောင့်လမ်းဘေးဝဲရာသွားလာခြင်းကိုရှောင်ကျဉ်ရန်စစ်ကြံလက်နက်ပစ္စည်းတွေနဲ့မိုင်းများတွေ့ရှိပါကသက်ဆိုင်ရာကိုအကြောင်းကြားရန်ဘုံခိုခြင်းများတူထားရန်အုပ်စုလိုက်စုဝေးနေထိုင်ခြင်းကိုရှောင်ရှားရန်စသဖြင့်တိုက်တွန်းထားပါတယ်။မိမိနေအိမ်မှာပြန်လဲ ဝင်ရောက်နေထိုင်ခွင့်ရရှိခြင်းအပေါ်တောင်ကုန်းလူတို့ကဝမ်းသာနေကြကြောင်းလည်းပြောဆိုကြပါတယ်။ဘာပဲဖြစ်ဖြစ်ပေါ့လေကိုအိမ်ကိုပြန်ခွင့်ရတော့ဝမ်းသာတာပေါ့။စစ်ဆောင်ဘဝနဲ့နေနေရတာထက်ဆိုင်ရင်ကိုအိမ်မှာကိုကိုအလုတ်ကိုလုတ်မိသားစုနဲ့နေနေရတော့ကျေနပ်ပါတယ်။တတ်မှတ်ထားတဲ့စီကန်းတွေကိုလည်းလိုက်နိုင်ရမှာပေါ့နော်။တိုက်ပွဲတွေမရှိတော့ပေမဲ့ လေချောင်းအန္တရာယ်တွေမိုင်းအန္တရာယ်တွေကို အလေးနက်ထားခရူဆိုက်ရမှာပေါ့နော်လို့နောက်ထပ်တောင်ကုန်းဒေသခံတအုပ်ကလည်းပြောပြထားပါတယ်။တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တဲ့နေရာများစစ်ကောင်စီတပ်ဆွဲနေထိုင်တဲ့နေရာတွေနဲ့မိုင်းများရှိနိုင်တဲ့နေရာတွေကိုအရခတ်တော်အေကပြည်သူများသွာလာကြရန်တာမြင့်ထားသလိုရှင်းလင်းရေးများလည်းပြုလုပ်နေကြောင်းသိရပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘကိုးတိုင်းမိုးညိုမြို့နယ်ထဲက ကိုရဲလင်းကိုညအိတ်နေချိန်ခြံအောင်ထဲကဆွဲထုတ်ပြီးစစ်မှုထမ်းခိုင်းဖို့အကြံဖတ်စစ်ရှုံးကောင်စီကဖန်စီသွားပါတယ်။မတ်လ23ရက်နေ့နနက်နနာရီအချိန်မှာကိုရဲလင်းကို အုပ်ချုပ်ရေးမှုခင်မြတ်မွန်ယာအိမ်မူတန်းဝင်နဲ့တန်းစော်တို့ကစစ်ကောင်စီတပ်သားများခေါ်ဆောင်လာပြီးနေအိမ်ထဲကိုဝင်ရောက်ကာပေါ်တာဆွဲဖမ်းဆီးခဲ့ကြတာပါ။အုပ်ချုပ်ရေးမှုခင်မြတ်မွန်နေအိမ်မှာလည်းအကြံဖတ်စစ်ရှုံးကောင်စီတပ်သားတွေကတပ်ဆွဲထားပြီးအနီးအနားမှာရှိတဲ့ကျေးရွာတွေမှာလူငယ်တွေကိုလည်း ိုက်လံဖန်းစီနေတာကြောင့်စုံကုန်းရွာတမယာခုံရွာပြည့်စင်ကုန်းရွာလေးရင်တန်းရွာနဲ့တာလေးရာရွာတွေကလူငယ်တွေထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။အလားတူဘကိုးတိုင်းနှစ်တလင်းမြို့နယ်အတွင်းမှာရှိတဲ့ကလဒတ်ထွန်းရွာအုတ်ချုပ်ရိမ်မှုကြော်နိုင်ရွှေကြပင်အောင်ပင်တာရွာမှအုတ်ချုပ်ရိမ်မှုလှဝင်းတိမ်းထွန်းဘုံမြင့်နဲ့မကြီးစုရွာမှအုတ်ချုပ်ရိမ်မှုသူရာတို့ဟာ တေးရွာအတွင်းစစ်မှုထမ်းခြင်းများအတင်အဓမ္မကောက်ခံနေပြီးငွေကြေးမပေးနိုင်တဲ့လူငယ်တွေကိုအကြံဖတ်စစ်ကောင်စီတပ်သားတွေခေါ်ဆောင်ကပေါ်တာဆွဲဖမ်းဆီးခိုင်းနေကြောင်းလည်းသိရပါဗျ။ဒါပြင်မကွေးတိုင်းမကွေးမြို့နယ်အတွင်းမှာလည်းလက်နက်ကိုင်းတက်ကုံကြေးရွာအုပ်ချုပ်ရေးမှု မိုးစော်နဲ့အင်းနဲ့ကြေးရွာအုပ်ချုပ်ရေးမှုဇော်လက်တို့ပူပေါင်းပြီးတအိမ်လင်စစ်မှုထမ်းခြင်းငွေကျပ်3,800ကောက်ခံနေကြတယ်လို့သိရပါဗျ။ဆက်လက်ပြီးထိုင်းနိုင်ငံအတွင်း အလုံးလုံးဖို့တောင်းရင်မြစ်ကိုဖျက်ကူကတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၁၀ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။မတ်လ7ရက်နေ့ထိုင်းမြန်မာမတ်တစ်ချစ်ကြည်ရေးတရားအနီးတောင်းရင်မြစ်ကိုဖျက်ကူကဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၁၀ဦးကိုဖမ်းဆီးရရှိခဲ့တာပါ။သူတို့ကိုစစ်ဆေးရမှာတရားဝင်စာရွက်စာတမ်းအထောက်အထားမရှိဘဲထိုင်းနိုင်ငံအတွင်ကိုရောက်ရှိလာတာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံအတွင်အလုံလုံရန်အတွက်ဝင်ရောက်လာခြင်းဖြစ်ပြီး၁၀ဦးလုံးမှာလူငယ်တွေဖြစ်ကြောင်းလည်းသိရပါတယ်။ ဖမ်းဆီးရရှိတဲ့မြန်မာနိုင်ငံသား၁၀ဦးလုံးကိုကျမ်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီးမဲဆောက်ရဲစခန်းမှာထိုင်းနိုင်ငံအတွင်ကိုတရားမဝင်ဝင်ရောက်မှုနဲ့စုံစမ်းစစ်ဆေးအမှုဖွင့်အရေးယူသွားမယ်ဖြစ်ကြောင်းသိရပါတယ်ရှင်။ဒီကနေ့နေ့လည်ခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကြီးနဲ့မြမလူဦးရေ၃ပုံ၃ပုံဟာလက်တလောစာနယ်ရိတ်ခါမလုံလောက်မှုနဲ့ရင်ဆိုင်နေရတဲ့အပြင်ဆက်လက်ဖြစ်ပွားနေတဲ့ပြိပခါတွေကြောင့် ပြည်သူ16.9တန်းလူသားချင်းစာနာထောက်ထားမှုအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ကုလသမဂ္ဂကမတ်လ23ရက်နေ့မှာပြောလိုက်ပါတယ်စစ်ကောင်စီဟာနေမြေတွေလက်လွတ်လိုက်ရတာနဲ့အမျှလက်နက်ကင်အဖွဲ့တွေကိုလက်တော့ပြန်တဲ့အနေနဲ့အကူအညီပေးတာတွေပိတ်ဆို့ထားကြောင်းကုလသမဂ္ဂပညာရှင်တွေထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်ဒါ့အပြင်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရောက်ပေးပို့နိုင်ဖို့ကန့်သတ်တဲ့အပြင်လူသားချင်းစာနာရေးဆိုင်ရာဝန်ထမ်းတွေကိုလည်းပြစ်မှတ်ထားနေတယ်လို့ဆိုပါတယ်။ဒီအခြေအနေတွေကြောင့်စာနာရေးခါအကျက်အကျဲကပိုဆိုးလာတာဖြစ်ကြောင်းလည်းထောက်ပြထားပါတယ်။မြန်မာတိုင်းနိုင်ငံလုံးရဲ့မြို့နယ်66ရာခိုင်နှုန်းမှာဖြစ်ပွားနေတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းရင်အင်အားစုတွေရဲ့လက်နက်ကင်တိုက်ပွဲတွေကြောင့်စီးပွားရေးနဲ့စိုက်ပျိုးရေးကဏ္ဍထိခိုက်ရတယ်လို့လည်းဆိုပါတယ်။၂025ခုနှစ်မှာစမ်းစီစားနဲ့ပဲအပောင်ဝင်အတိခအားထားပြီးစားရတဲ့ ရိတ်ခါဈေးနှုန်း30ရာခိုင်နှုန်းအထိတက်မယ်လို့မျှော်မှန်းရကြောင်းလည်းပြောထားပါတယ်။စစ်ကောင်စီရဲ့တားမြစ်ပိတ်ဆို့မှုတွေအပြင်ပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေကအတက်တဲကို ပိုဆိုးသွားစေတယ်လို့ကြေညာချက်မှာပါရှိပါတယ်။အထူးသဖြင့်နေရက်ရွှေ့ပြောင်းရတဲ့ဒုက္ခတဲ့စခန်းကအမျိုးသမီးတွေနဲ့ကလေးတွေဟာရိတ်ခါမလုံလောက်မှုကိုအစိုးဆုံးကြုံနေရတဲ့အပြင်ကြိုတင်မကောက်ွယ်နိုင်တဲ့ယောဂတွေကြာကလေးငယ်တွေတေဆုံးလုံးညင်တာနဲ့ရင်ဆိုင်နေရတယ်လို့ဖော်ပြထားပါရဲ့ရှင်။ ဒီကနေ့နေ့လည်ခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင် kid see. just what i he chose a gentle on me. Fair and he don't soon twelve a you at me. ာကခင်ပစ္စည်းစိတ်သက်သာအထူးကြီးကြိုးစားပြတော်မီဖရရပြီတော်စုအတွက်အသက်သွေးပေးစမီတာဝန်ကိုစီထဲရကြမီစာရာကူကြီးပေးမှာတော်ရလက်တွေ့နီရဲ့ရည်သွေးတော်ပြီးပြီးတတိသက်သာကြီးရန်သူအားလားယူမြခြေမုံမြင့်ခြင်းနဲ့ညင်ညာနဲ့ဆွဲပြစီကြီး Yeah. sa te ja ka tri bi te sa ti di lu ba ti san da pi ya ni nai ngai no go tu se cha ni